အဲငယ်ချမ်းရေးနဲ့စစ်ဆိုတာတော့စန့်ကျင်ပဲပါမယ်နော်အဲစီဘောင်ကရန်ကိုကြီးမားကျပြန့်နေတဲ့အချိန်မှာခုနကငယ်ချမ်းဘောင်ကတော့ तू ကမလွဲ့မသွေကိုကြီးမြောင်းမှာပဲလေအဲဆိုတော့အခုမီပြောသလိုမျိုးအဲ့လိုမျိုးတွေ့ဆုံဆွေးနွေးပွဲတွေငယ်ချမ်းရေးအတွက်အလုံးလုံးပဲ platform တွေအစီအစဉ်ချိတ်ဆက်မှုတွေဘာဖြစ်လို့အရင်ကလိုမျိုးမလုံနိုင်ခဲ့တယ်လဲဆိုတာကတော့ကျွန်တော်တို့နိုင်ငံမှာမကြုံစဘူးအလုံးကြီးမားကျပြန့်တဲ့ဒီ landscape ပြင်ပကဖြစ်ပေါ်ခြင်း ဖြစ်ပေါ်ခဲ့တဲ့အကြောင်းကတော့ဒါအရင်ကအကြောင်းတရားပဲလို့ယူနေတယ်ပေါ့မြင်တယ်ပေါ့ဘဘလို့လုံနိုင်မလဲဆိုတာကတော့ခုနပြောသူလိုမျိုးပေါ့နော်ဒီရေချမ်းရေအတွက်စကားပြောကြမယ်နိုင်ငံကြီးတူစုစနီပွဲလုပ်မယ်ဆိုရင်ဒါကျွန်တော်တို့အရင်လိုကကျွန်တော်တို့လုပ်ခဲ့သလိုမျိုးပဲပါရမဦးစောတော့အပြည့်ရကိုရမယ်ဘယ်အကြောင်းအကြောင်းနဲ့ပဲဖြစ်ဖြစ်အပြည့်ရအောင်ကြိုးစားမယ်ဘယ်အင်အားစုပဲဖြစ်ဖြစ်သက်ဆန်သက်တူအားလုံးကနေပြီးတော့ ဘာကျူတင်ကန်းတချက်တည်းမှမထားပဲနဲ့အလုပ်ပေါ်တော့သက်ဆန်နေပြီအလုပ်နေပြီးတော့အပြည့်ရကြအောင်ဒါကြီးရနိုင်လို့ရှိရှင်ကျွန်တော်တို့ကသွားချင်တဲ့ပြည်စုံစွေးနေရေးရေးချမ်းလုပ်တာဆိုတော့အများလို့ဒီလိုပြောပွင့်လာနိုင်အဲလို့ Ladies and gentlemen